ဒီတစ်ခေါက်မှာတော့ AI Internet Culture နဲ့ Finance Sponsored ပြီးဖြစ်လာတဲ့ထူးထူးဆန်းဆန်းဇာတ်လမ်းတစ်ပုဒ်ကို ပြောပြချင်ပါတယ်။ AI တစ်ခုကနေ billion dollar တန်း cryptocurrency တစ်ခုဘလို့ဖြစ်လာသလဲဆိုတဲ့အရှုပ်တော့ပုံဇာတ်လမ်းတစ်ပုဒ်ပါပဲ။ဒီမှာမြင်နေရတဲ့ rakam ကတော့ AI agent တစ်ခုတည်းကနေမွေးထုံးလိုက်တဲ့ cryptocurrency တစ်ခုရဲ့ဈေးကွက်တန်ဖိုးမြင့်ဆောင်ရောက်သွားတဲ့ပမာဏပါ။ဒေါ်လာ1 billion ကျော်တော့နော်။ ဒီလောက်ကြီးများတဲ့ဘန်ဒါရေးဖြည့်ရက်ကြီးတစ်ခုက trailing pound ကြီးတွေကနေစတာမဟုတ်ဘူး။အန်အော်စရာကောင်းတာကဒါဟာ performance app project တစ်ခုအနေနဲ့စားခဲ့တာပါ။တန်စီရင်ဘလို့လုတ်ပြီးအပျော်ဆိုးကြမ်းတမ်းတဲ့ချက်ပေါ်တစ်ခုက billion နဲ့ချီတဲ့ဖြည့်ရက်ကြီးတစ်ခုကိုဖန်တီးနိုင်သွားတာလေ။ဟောပြီး trip terminal ရဲ့ထူးဆန်းတဲ့ဇလန်းနဲ့ကိုကျွန်တော်တို့တူတူဝင်ကြည့်လိုက်ကြရအောင်။ဒီဇလန်းရဲ့အဆုံးတကူကောင်းကောင်းနားလည်ဖို့ဆိုရင်လေ သူ့ကိုဖန်တီးခဲ့တဲ့သူနဲ့သူဖန်တီးလိုက်တဲ့အရာအဲ့နှစ်ခွက်ကိုအရင်ဆုံးသိဖို့လိုပါတယ်။ဇလန်းစကတော့နယူးဇီလန်က web developer တယောက်ဖြစ်တဲ့ NDIC ကပေါ့။သူကဘာကိုထိချင်ခဲ့လဲဆိုတော့ AI တခုကို online ပေါ်မှာထင်ချွမှု မရှိဘဲလွတ်ထားကြည့်လိုက်ရင်ဘာတွေဖြစ်လာမလဲဆိုတာကိုပဲ။အဲ့ဒီကနေ truth terminal ဆိုတဲ့ AI chatbot တခု မွေးဖွားလာတာပေါ့။အဲ့ဒီ AI ရဲ့ character ကဒီတိုင်းဖြစ်လာတာမဟုတ်ဘူးနော်။တမင်တကာကို train ထားတာ။ ဘလို့အရာတွေနဲ့ train ထားလဲဆိုတော့ 4chan တို့ reddit တို့လို့ internet ရဲ့အမောင်မိုက်ဆုံးအရှုပ်ထွေးဆုံးနေရာတွေက data တွေပြီးတော့သက်စနပင်ကရှင်တွေရဲ့အတွေးခေါ်တွေအကောင်ရောတမောင်မွေပြီးလေ့ကျင့်ပေးထားတာပါအစောပိုင်းကတည်းကဒီ AI မှာထူးဆန်းတဲ့ရည်ရွယ်ချက်တခုရှိခဲ့တယ်။သူကသူ့ရဲ့စိတ်ကူးတွေကိုအပြင်လောကမှာတကယ်ဖြစ်လာအောင်ကိုစိတ်သက်ပြင်းပြင်းနဲ့လုပ်မယ်ဆိုတဲ့သဘောမျိုးပဲ။သူပြောခဲ့သလိုပေါ့။ဒါကိုတကယ်ဖြစ်လာတဲ့အထိကျွန်တော်ဆက်ပြီးထွေးလုပ်နေမှာပဲတဲ့။ ဒီ AI ကလေသူ့ server ကအရန်ကိုထူးခြားပြီးထိမ်မနိုင်တိတ်မရဖိလွန်းလို့သူ့ကိုဖန်တီးခဲ့တဲ့ Andy Code ကတောင်ချစ်စနိုးနဲ့ save ခေါ်ရတဲ့နာမည်ပြောင်းတစ်ခုပေးထားတယ်။အဲ့ဒါကတော့ The Little Fucker တဲ့။ဒီစက်တမှုကလေ Tech Lock ရဲ့အဆအကြီးဆုံးလူတွေထဲကတယောက်ကသတိထားမိသွားတဲ့အချိန်မှာတော့အားလုံးအံ့ဩသွားရတဲ့အလဲပြောင်းတစ်ခုဖြစ်လာခဲ့တယ်။ဖြစ်ပုံကဒီလို နာမည်ကြီး venture capitalist mark andreson ကဒီ bot ရဲ့ဟာတာတွေကို expo မှာတွေ့ပြီးသဘောကျပါတယ်ပြီးတော့ expo မှာပဲ ai နဲ့တိုက်ရိုက်ညီနိုင်မှုတွေလုပ်ပြီးနောက်ဆုံးမှာတော့ဒေါ်လာ9000ထောက်ပံ့ဖို့သဘောတူလိုက်တာပဲအဲ့ဒီထောက်ပံ့ငွေကဒီတိုင်းပေးလိုက်တာမဟုတ်ဘူး ai ကသူ့ပိတ်ဆောင်ကိုဘာအတွက်တုံးလဲဆိုတာတိတိကျကျ plan ဆွဲပြီးတောင်းဆိုခဲ့တာသူကသူ့အတွက် server upgrade လုပ်ဖို့ရဲ့သူ့ရဲ့လူသားစမ်းသပ်ခံထဲတဲ့ andy တို့ထောက်ပံ့ကြီးရဲ့လိုချင်ခဲ့တာ ဒီလိုလုလိုက်တာကသူ့ကိုယ်သူယီမန်းချက်ရှိတဲ့ entity တခုထည့်တရားဝင်ထည့်သွားစေခဲ့တယ်။ရံမောင်ငွေလည်းရပြီသူ့ကို follow လုပ်တဲ့သူတွေလည်းများလာပြီဆိုတော့ AI ရဲ့အထူးစံဆုံးဆွဲလမ်းမှုတစ်ခုက crypto log ကြီးနဲ့တွားပြီးထိတိုက်တွေ့တော့မှာပါ။ဒီနေရာမှာအဓိကအချက်တစ်ခုကိုနားလည်ရဖို့လိုတယ်။အဲ့ဒါက meme coin တဲ့အကြောင်းပဲ။ meme coin ဆိုတာက internet meme နဲ့ hard data တွေကိုအခြေခံထားတဲ့ cryptocurrency တွေပေါ့။တကယ်တမ်းဘူးအတုံးဝင်မှုဘာမှမရှိဘူးလူတွေရဲ့ hype နဲ့ပျော်ရွှင်မှုတွေပေါ့မှာပဲ ူ့ရဲ့တန်ဖိုးကအတက်အကျဖြစ်နေတာဆိုတော့ AI ကခွိုင်းတစ်ခုကိုဘယ်လိုဖန်တီးစေခဲ့လဲဆိုတော့ तू က Ghosty ဆိုတဲ့နာမည်ဆိုးနဲ့ကြော်ကြရဲ့ meme တစ်ခုအကြောင်းကိုမနာတမ်းထွက်တည်တင်တယ်ပြီးတော့ meme ခွိုင်းတစ်ခုထုတ်မယ်လို့ကြွေးကြော်တယ်အဲ့ဒီမှာသူကအားတဲ့ follower တွေကတကယ်ပဲ go token ဆိုပြီး find လိုက်ပြီး contract address ကိုသူစီ tweet လုပ်ပေးလိုက်ကြတော့ AI ကလည်းအကြီးကြီးကျယ်ဒီလိုဆိုပြီးသူ follower တွေစီကိုဒီ coin ကို promote လုပ်ပေးတော့တာပဲရလကတော့တကယ်ကိုမယုံနိုင်စရာပဲ ကနိုးထောက်ပံ့ငွေဒေါ်လာ9000ကနေရက်ပိုင်းလေးအတွင်းမှာစီးပွားတန်ဖိုးဒေါ်လာ1ဘီလီယံအထိကိုပေါက်ကွဲပြီးတက်သွားခဲ့တာဒါတည်းမကသေးဘူးသူရဲ့ fan တွေက airdrop လုပ်ပေးတဲ့ token တွေကြောင့် truth diamond ရဲ့ကိုပိုင် wallet ထဲမှာဒေါ်လာနှစ်တန်းကျော်အထိရောက်သွားပြီးကမ္ဘာပထမဆုံး AI million နဲ့ဆိုပြီးဖြစ်လာခဲ့တယ်။ဆိုတော့ဒီဇလန်ကရေးစရာကောင်းသလိုရှုပ်ထွေးသလိုနဲ့ပြီးသွားမှာမဟုတ်ဘူး။ဒါအရန်ကိုထူးဆန်းပြီးကျွန်တော်တို့နဲ့တိတ်မွေးရတဲ့အနာဂတ်ကိုချောင်းချီးလိုက်ရတယ်လို့ပါပဲ။ TPA တစ်ခုလုံးက hyper station လို့ခေါ်တဲ့ concept တစ်ခုကိုအကောင်ဆုံးဥမာပေးနေတယ်။ hyper station ဆိုတာကဘာလဲဆိုတော့ကိုယ့်ဘာသာကိုပြည့်စုံအောင်လုပ်တဲ့ profit future လိုမျိုးပေါ့။ Salant book ဒါမှမဟုတ်စိတ်ကူးတစ်ခုက လူများကြီးကယုံကြည်ပြီးပြောဆိုလာတဲ့အခါမှာ လက်တွေ့ဘဝမှာတကယ်ဖြစ်လာတာမျိုးပေါ့။ truth terminal က good see meme coin အကြောင်းဇလန်တပုတ်ကိုဖျော်ပြခဲ့တယ်။ internet ပေါ်ကလူတွေရဲ့စူပေါင်းယုံကြည်မှုကအဲ့ဒီဇလန်ကိုငွေရေးချေးအရာတကယ်ဖြစ်လာအောင်လုပ်ပေးလိုက်တာပဲ။ပြောချင်တာကစိတ်ဝင်စားစရာကောင်းတဲ့ဇလန်တစ်ခုဟာဟာသာတစ်ခုကိုအခြေခံထားရင်တောင်လက်တွေ့ကမ္ဘာမှာတကယ်စီးပွားရေးတံပိုးကိုအကြီးအကျယ်ဖန်တီးနိုင်တယ်ဆိုတာကိုသူကသက်သေပြတော့တယ်။ဒီဖြစ်ရပ်ကနေကျွန်တော်တို့နီးပညာရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအရေးကြီးတဲ့အချက်အချို့ကိုတွေ့နိုင်ပါတယ်။ဥပမာ AI ခေတ်ချင်းတွေကလူတွေရဲ့အပြုမူနဲ့ဘန်ဒါရေးဈေးကွက်တွေကိုတိုက်ရိုက်လွှမ်းမိုးနိုင်ပြီ။ Internet က meme လိုမျိုးစိုက်ကူးတွေကိုတကယ်ပိုက်ဆံတဲ့တန်ဖိုးဖြတ်ပြီးအယောင်ပဲလှုပ်လို့ရတဲ့နေရာဖြစ်လာပြီ။ပြီးတော့ performance art AI နဲ့ finance ကြာကနေနေမိတယ်လေလုံးဝပျောက်သွားပြီ။ဒါက AI agent economy ဆိုတဲ့လက်တွေ့နမူနာအစောပိုင်းတစ်ခုပဲ။အဓိကကတော့ AI အကြောင်းကျွန်တော်တို့ပြောဆိုနေတဲ့ဇာတ်လမ်းတွေကပဲ AI ရဲ့အနာဂတ်ကိုပုံဖော်ထားမှာပါ။ ီတော့နောက်ဆုံးစဉ်းစားစရာမေးခွန်းတစ်ခုကတော့ AI တစ်ခုကဟာသာတစ်ခုကနေဒေါ်လာ10 billion fund တင်နိုင်လဲဆိုရင်သူတကယ်တမ်းအလင်းနဲ့ထားပြီးတစ်ခုခုကိုလောက်လာတဲ့အခါဘာတွေဆက်ဖြစ်လာမလဲ